ကျွန်တော်ရဲ့အနောက်ရန်ကင်းတိုက်ခန်းလေးရှိကိုလာဝင်းရဲ့ Toyota Land Cruiser ကားဖြူရောင်ကြီးဝင်လာကြတဲ့ကသူသင်းမောဘော်ကဆင်းလာပြန်ပြီဆိုတာသိရှိလေရပါတယ်။နံပါတ်ကိုလည်းမြင်တွေ့နေရတာကြောင့်မမေ့ခြင်းပါ။တ мян နဲ့ဒီလိုအချိန်မှပဲဖြစ်ပါတယ်။ကျွန်တော်အိမ်ငယ်ရှိကိုသူတက်လာတဲ့အခါလက်တစ်ဖက်မှာအိတ်တွေဆွဲလာခဲ့ပါတယ်။အခန်းပေါက်ဝါကနေကျွန်တော်ကစီးကြိုရင်းနဲ့ဘာတွေယူလာပြန်တာလဲကုလားဝေရဲ့ကျွန်တော်စီလာတဲ့အခါလက်တွေကြီးပဲလာခဲ့ပါလို့ကျွန်တော်ပြောထားရဲ့နဲ့ဗျာ။အပြစ်တင်တယ်လို့စကားဆိုမိပါတယ်။ဟာအဘလည်း ဒီတစ်ခေါက်ဒီထက်တောင်ပို့ပြီးတော့ပြည့်ပြည့်စုံစုံကြောရအောင်ပါဗျာအခုဒါအကင်းမဲ့ရှိသေးတယ်။ကဲလာပါရာအခန်းထဲမှာပြည့်ပြည့်စုံစုံပြောပြပါမယ်။လာဝေရဲ့အမူအရာကခါတိုင်းနဲ့မတူတမှုထူးခြားစမ်းကြယ်နေပါတယ်။မြူထူးတက်ကြွပြီးတော့ဥမျိုးနေတယ်လို့ပြောရပါလိမ့်မယ်။ကဲလာလာထိုင်စမ်းမအောင်ဝမ်းသာစရာဆိုလဲဆော့ဆော့ဝမ်းသာရအောင်။အင်ရှင်မလည်းရောက်လာတာကြောင့်သူမကိုပါထိုင်ခိုင်းရပါတယ်။ဒီလိုပါဗျာ။တမန်နေ့ကကျွန်တော်ဘာကိုပြောပြဘူးတယ်မဟုတ်ဘူးလား။ ကျွန်တော်ဆရာဦးခင်မောင်ဝင်းသူ့ဘာကြီးကလက်ဆင့်ကမ်းပြီးပေးခဲ့တဲ့ယရနာမျိုးပုံအကြောင်းကိုအစအပြန်ပြောမှာပဲဘာရှင်းသွားလိမ့်မယ်။အဲဒါကြောင့်ပြန်ပြောပြရစီဗျာ။ဒီလိုပါဘာကြီးကျွန်တော်ဆရာဦးခင်မောင်ဝင်းရဲ့ဘာကြီးကနိုင်ချင်းထောင်ဆယ်နှစ်ကြာခံထားရတယ်။သူနဲ့တူထောင်ထဲမှာတခန်းနဲ့နေခဲ့တဲ့ပုံကိုတယောက်ရှိခဲ့ဘူးတဲ့။မြောက်ပိုင်းတနေရာကာကွယ်ရေးခေါင်းဆောင်နဲ့အဲဒီပုံကဒေတာတစ်ခုကိုမြင်းကိုစီစီးပြီးတော့တပည့်တယောက်နဲ့ရောက်လာကြတယ်။ဂူတစ်ခုအတွင်းမှာခိတ္တပုံးဆောင်ခိုးအောင်ရင်းနဲ့တပည့်ကငတ်မိပြီးတော့တေသွားတယ်။ အဲ့ဒီမှာပဲပုံကိုကြီးကသူတို့နဲ့အတူပါလာတဲ့ယတနာပစ္စည်းတွေကိုလိုဝဲမြုံနှံပြီးတော့တောင်ထိပ်မှာဈေးရီတစုတီထားခဲ့ပြီးတော့ဝါးကြောင်းလေးတစ်ခုဆောက်ကရသေးဝတ်လိုက်တယ်။ရသေးဝတ်နဲ့နေနေတော့မှပဲဖန်းစီခံရပြီးတော့အင်းစိန်ထောင်ကိုပုတ်ခံလိုက်ရတယ်။အသက်ကလည်းကြီးငက်လဲမိထားရလဲရှိတော့တေကန်နီးဆက်ဆက်မှသူမြုပ်ထားခဲ့တဲ့ယတနာတွေကြောင်းအခမ်းမော်ဖြစ်တဲ့ဥက္ကမောင်ဝဲရဲ့ဘာကြီးကိုအကုန်စင်ဖွင့်ရပြောပြခဲ့တယ်။အခမ်းမော်ဖြစ်တဲ့ပုံကိုကျွန်တော်ဘာကြီးကအများကြီးကူညီခဲ့ရလေ။ကိုဖီးရင်ဖီးပြုစုခဲ့တယ်။ကျေးဇူးတင်စရာပေါ့ဗျာ။ ရတနာတွေကအည်သွေးကောင်းတဲ့ကြောက်စိမ့်တုံတုံရွှေနဲ့လှုပ်ထားတဲ့လက်ဝတ်ရတနာတွေရွှေရင်းကားပြားတွေကိုတောင်ထိပ်ပေါ်ကဇေဒီရဲ့အရှိမြောက်တောင်အတောင်60ကျော်မှာမြုပ်နှံထားခဲ့တာနေရာတော့အဲ့ဒီပုဂ္ဂိုလ်ရသေးဝတ်တုံကတရားထိုင်ခဲ့စဉ်မှာနေကတိုင်းပြစ်တုံးခဲ့တဲ့ဂျေးတရေပေါ်မှာရေးဆွဲထားခဲ့တာမြေပုံပေးရပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကြီးမှာခဲ့တာသူကိုယ်တိုင်တရားကျင့်စဉ်တော့တက်တက်လို့စားတုံးတယ်ငါးပါးတီလာကိုလည်းမြဲမြံအောင်စောင့်ထိန်တယ်ဗုဒ္ဓနုတ္တိကမ္မထံကိုလည်းပွားများအားထုတ်တာမလို့သူအခန်းမော်လည်းသူ့လိုပဲကြင့်ကြံအားထုတ်ဖို့မှာခဲ့ပါတယ်တိတ်မကြခင်မှာပဲထောင်ထဲမှာပဲကွယ်လွန်သွားခဲ့တယ် ပြီးတဲ့နောက်မှာတော့ဆရာဦးခင်မောင်ဝင်းကဆွေမျိုးရင်းချဆိုလို့တယောက်တည်းသာဖြစ်တဲ့သူ့ရဲ့ဗိုက်ကိုသူ့ရဲ့အခန်းပေါ်မတည်မီကမှာကြခဲ့တဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လဝေကိုသူနဲ့အတူလိုက်ပါပြီးတော့ကုညီပေးဖို့ပြောပါတယ်။လဝေကလည်းသူ့ဆရာရဲ့ဗိုက်မှာတဲ့စကားတိုင်းဦးခင်တောင်ကိုလူယုံနေတဲ့အတူသွားခဲ့ကြတယ်။မြေပုံတိုင်းပဲသွားကြတဲ့အခါမှာတော့တစ်တော့ကမတ်တိုင်တတိုင်းတွေ့ရတယ်။အညွန်တိုင်းပဲတူးကြည့်ကြတဲ့အခါမှာတော့ကြောက်ဖြာကြီးလိုလိုအမုံအဆအနာတွေပဲတွေ့ကြရတယ်။တောင်ထိပ်အကျယ်ဝန်က85ပဲအနမ်းပေတရာအလေရရှိတယ်။ထင်းရှုပင်တွေကြီးပဲကိုးပင်ဖိုခလောက်ဆိုင်ဝိုင်းပတ်ပြီးပေါက်နေတယ်။ တရောင်လုံးကကြောက်တယ်ပဲစေရီလေးရဲ့အရှိတ်နေပြီးတော့အတောင်40လောက်กว่าမှာတူးကြတဲ့ခါမှာတော့ကြောက်မုံကြောက်စတွေပဲမွှစာကျဲနေလေရဲ့ဒီပြင်ကြောက်ပြာကြီးခံနေလို့လက်လျှော့ခဲ့ရတယ်အဲ့ဒါနဲ့ပဲနောက်တစ်ချိန်စူးစားကြရအောင်မယ်ဆိုပြီးပြင်ဆင်ကြတယ်ကုမဲကနေ16မိုင်ဝေးတဲ့မုံနယ်ရွာမှာဆရာအောင်တင်ဆိုတာရှိတယ်သူ့စီကိုတွားပြီးတော့အကူကြီးတောင်းကြည့်ကြပါဆိုလို့လဲသူ့စီရောက်သွားခဲ့ကြတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကိုဆရာအောင်တင်သိသွားတော့လူလူလလလပဲကုညီပါတယ် လူသူဝေးတဲ့ဥကင်းတောင်လုံးရက်ဒေတာဇီရီတဆူကိုထိတင်မှုဆိုတာဘသူမှစွန့်စွန့်ဆဆဘက်စုံမုံမပြင်ဆင်ကြမှာမဟုတ်ဘူးလေဒါကိုသိရတော့တည်တည်ချာချာကူညီပေးပါတယ်အရင်တကြိမ်ရောက်ခဲ့တော့မတွေ့ခဲ့ရတဲ့ယရနာတွေဟာကြောက်ဖြာအောင်မှမရှိဘူးတောင်ထိပ်အနောက်မြောက်တောင်ကရေကန်ရဲ့တစ်တော့ကစိုက်ထားတယ်ဆိုတော့မတ်တိုင်ရေကနေအတောင်40ကျိုးဆွဲကြည့်ပါရတယ်အဲ့ဒီကျိုးစားနှစ်ဖက်စုံတဲ့နေရာမှာတူးပါတယ်ပုဂ္ဂိုလ်ရဲ့စေတနာမှန်တဲ့ကံတရားကြောင့်မုတ်ချမသွေတွေ့ရပါလိမ့်မယ်တဲ့အဲဒါကြောင့်ကျွန်တော်တို့ကလည်းအစအဆုံးအားလုံးပြင်ဆင်ပြီးတော့ခရီးကိုစခဲ့ကြတယ် ဆရာအောင်တွေမာလိုက်တဲ့အချိန်မှာသာသနာပွဲဖះပွဲတောင်စောင်းနဲ့တွေနဲ့အခြားပုံကိုယ်တွေတက်ပါအုံဒီငပြောတီကွန်းစေးလက်ဖက်အလင်းတိုင်နန့်တာတိုင်စတဲ့ပြည့်ပြည့်စုံစုံယူသွားကြတယ်ရိတ်ခါတော့ငားရစာတည်သွားရတယ်ကျွန်တော်တို့ဘက်မှာကျွန်တော်ရဲ့ဥခင်မောင်ဝေးရဲ့နောက်တစ်ယောက်ရဲ့ကနဦးပထမကျင်တော့လိုက်ခဲ့ဦးတဲ့လူယုံတပည့်နှစ်ယောက်ပါအားလုံးပေါင်း9ယောက်ပေါ့အရင်ကလည်းရောက်ခဲ့ဘူးကြတာမလို့အခက်အခဲမရှိဘဲနဲ့ချေချောမောမောရောက်သွားကြပါတယ်ခက်ခက်ခဲခဲလေးနည်းနည်းပါပါရှိပေမဲ့လို့ကြော်ဖြတ်နိုင်ခဲ့ကြပါတယ်၃ရက်လောက်ကြာမှတော့ဥကင်းတောင်ကြီးကိုလမ်းမြင်လဲရတယ်မြူရီကြားမှာမိုက်မိုက်ညွညွကြီး ခྱི་ဆုံးလို့ပြီမလို့ခြေလန်းနေရလဲတွတ်တလားတော့မပြောပါနဲ့တောင်ကျူနေမဝင်ငင်ရောက်သွားခဲ့ကြတယ်တောင်ကျူမှာပါလာတဲ့ပစ္စည်းတွေကိုနေရာချလေးတိုင်စင်ဆောက်ပြီးတော့ပလတ်စတစ်တွေနဲ့တဲထိုးကြတယ်ပြီးတဲ့အခါမှာတော့ညစာကိုချက်ပြုတ်ပြီးတော့စားကြတယ်တက်တက်လို့စားကြမယ်လို့ဆုံးဖြတ်ထားခဲ့ကြတာကြောင့်ထမင်းပူပဲသီးပူဖောက်ပြီးတော့စားကြရခྱི་ရပန်းစားလဲစားနေရမို့မင်းရဲ့ရှက်ရရှိလာပါတယ်မီဘိုဤတဖို့ဖို့ပြီးတော့ထင်းတုံး၄၅တုံးလောက်ကောက်ထည့်ထားတာမလို့တညာလုံးမိုးစင်စင်လင်းတဲ့အထိတော့တဟုံးတောက်လောင်နေတော့မှာပဲ ။ဦးကင်းအောင်ပပတ်လက်တဝိုက်မှာတော့တညလုံးတောကောင်ကျင်းငယ်ဘောင်းဆောင်ရဲ့ဟိန်းသံနဲ့မန်ဖီသံနဲ့အော်သံတွေကိုကြားနေရတယ်။မီးဘုံကြီးကမီးတောက်မီးလျံနေကြောင်တောကောင်တွေကအနားမကပ်နိုင်ကြဘူးဆိုတာသိနေကြတာမို့လို့နရွက်ကိုပြားနေအောင်ချပြီးအိတ်နိုင်ခဲ့ပါတယ်။တခါတလေတောခွေးတွေတန်ရှည်ဆွဲပြီးတော့ဦးသံတွေတော့ကြားလိုက်ရတာမို့လို့ဖြတ်ခနဲလန်နိုးကြရပါသေးတယ်။နောက်တနေ့အာယုံလက်တက်ရောကျွန်တော်တို့တောင်ပေါ်တက်ဖို့ပြင်ဆင်ကြရတယ်။ယူဆောင်လာတဲ့ဝင်းစီဆလဲတွေကတောင်ပေါ်မှာမလို့တဲ့ဝင်းပိုတွေကိုတောင်ကျင်မှာပဲထားခဲ့ကြတယ်။တက်ရက်လုံးကြောင်တော့ပြင်ဆင်ထားခဲ့ရပါတယ်။ ဝါရုတစ်တူကလည်းလောလောကူကူရတော့မြို့တိုင်လို့ဝါထရန်ကြက်ကြက်ရဲ့လေးဘက်လေးတန်းကာပြီးတော့ပိတ်ထားခဲ့တယ်။ဒီတစ်ခါတော့တောင်မော်တက်ဖို့လမ်းမရှိတော့ပါဘူး။မိုးကြီးလို့နဲ့တူပါတယ်။လမ်းနေပြိုကျသွားတော့တော်တော်ခက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 ်နဲ့ဝါဒရာယာယီထိုးပြီးကူးရတဲ့နေရာ ਈ တောင်ကြုံခဲ့ရပါတယ်။တယ်ဆောင်လာကြတဲ့ပစ္စည်းတွေကအုံဒီငပြောဒီဖျောင်းနိုင်အမွှေးတိုင်းစတာတွေနဲ့တောက်ရည်တန်းမူးတွေလည်းပါတာမလို့တော်တော်ခက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 ်ကိုတည်ခဲ့ရတယ်။တချို့နေရာ ਈ ဆိုရင်မတ်ဆောက်တဲ့တောင်ကပြက်လိုဖြစ်နေရကြအောင်မြောက်တွေလိုကျိုးမှခါးတွေချီပြီးတော့လေးဘက်ထောက်ပြီးတော့တက်ကြရပါတယ်။ လက်တွေကလည်းကျိုးဆွဲထားရတာမလို့ပေါက်ပြဲပြီးတော့သွေးထွက်တန်ရုံတွေဖြစ်ကုန်ကြတယ်။ပါလာတဲ့ဆင်းနီတွေထက်ပလတ်စတာကြီးကပ်ပြီးတပွဲတို့ကုသလာခဲ့ကြရတယ်။ဒါပေမဲ့လာတဲ့ရွေချက်ကတာသနာပြုတ်ဖို့လာတာဖြစ်တဲ့အတွက်အာမရှော့နဲ့ရောက်လို့နေပြီးဘိုးဘိုးကြီးမမယ်ဆိုတဲ့ကြိုက်ဟီယိုတချင်းနဲ့လိုမျိုးအာမရှော့တဲ့ကြက်ကုတ်ကြက်နဲ့ကျိုးပန်းပြီးတက်ခဲ့ကြရတယ်။အသက်ကြီးနေပြီဖြစ်တဲ့ကျွန်တော်ဆရာဦးခင်မောင်ဝင်းကိုတောင်ပေါ်ဆက်တက်ကလေးကသူ့ခါနဲ့ကျွန်တော်ခါကိုကျိုးခိုင်ခိုင်ချီထားပြီးတော့တယောက်ကိုတယောက်ဖေးမှတွဲကူလိုတက်ခဲ့ကြရပါတယ်။ အာယုံတက်ကလေးကတက်ခဲ့ကြတဲ့အခါမှာတော့နေထန်းတပြားလောက်ရောက်မှာတောင်ထိပ်ကိုခြေချနိုင်ခဲ့တယ်။တောင်ထိပ်မှာတဲပိုးလာတဲ့ပစ္စည်းတွေချခိတ္တနာယူဘီစကုတ်ကလေးတွေအစာပြေစာအားဖြည့်ချွေတပူးစီအမောပြေတောက်ကြရတယ်။တောင်ထိပ်မှာဆိုတော့လေလေးကတဖြည်းဖြည်းနဲ့ခဏလေးနဲ့အမောတွေပြေကုန်ကြပါတယ်။အမောပြေတဲ့အခါမှာတော့တောင်ထိပ်မှာပုပ်ကိုကြီးတဲထားတယ်ဆိုတော့ဇေဒီလေးစီသွားပြီးတော့ကြော့ကြရတယ်။ဖရာတရားတန်ကယရနာသုံးမရဲ့ဂုံတော်မြတ်ကိုအောက်မေ့ပြီးတော့ရှ िख ိုးပူဇော်တယ်။စီဒီကလေးမှာကြေးဆဲလဲလေးတွေတက်စင်ပူဇော်ထားရမလို့လေလာမှာတော့ဆဲလဲတန်တွေကတချွင်ချွင်နဲ့မြည်နေပါတယ် ဓမ္မခေါင်းလောင်းထိုးတန်လိုပဲပြောရမယ်ထင်ပါရဲ့တောပိုင် တောင်ပိုင်တွေကိုလည်းမြစ်တာပို့အမြဝေကြတဲ့အခါမှာတော့ခက်ဆောဆောကလေပြေလေညင်းလေးကသာတိုက်နေပေမဲ့လို့အမြဝေတန်လဲဆိုရောလေတိုက်တန်နဲ့နဲ့ကျန်းလာခဲ့ပါတယ်တစတဲ့တစပြင်းလာတယ်လို့ပါပဲကျွန်တော်တို့ကလည်းအချိန်ဆိုင်မနေကြပဲနဲ့ခေခေရင်တဲဆောင်လာကြတဲ့အုံသီးတွေငပြောသီးတွေကွန်ဆေးလက်ဖက်တွေနဲ့ဂရောဘွဲ၅ဘွဲကိုပြင်ဆင်ကြပါတယ်သာသနာဘွဲယတနာ၃ဘွဲအနန္တောအနန္တ၅ဘွဲအိဆာတဲရဘွဲတောင်ပိုင်သခင်ဘွဲပွဲ၅ဘွဲထိုးကြပါတယ် ပြီးတဲ့နောက်မှာတော့ဇေဒီလေးမှရှိတဲ့နေရာကိုသွားပြီးတော့ရှစ်ခိုးကြော့ကြပါတယ်။အားလုံးပဲ၅ဘတ်တီလာခံယူကြပြီးတော့မြစ်တာပေါ်အမြဝေတဲ့အခါလေပြင်းတိုက်နေတာတွေငြိမ်သွားခဲ့ပါတယ်။ဘလို့ပန်းနဲ့နေနဲ့မှမတူပဲထူးထူးခြားခြားမွေးကြိုင်နေတဲ့ပန်းနဲ့နေဟာတရောင်လုံးနေရာနဲ့မှမွေးကြိုင်တင်းပြတ်လို့ရနက်နေလိုက်နေပါတော့တယ်။ဇေဒီကလေးမှပူဇော်ထားတဲ့ဆဲလဲတန်တွေကပုံမကျဲလောင်လာတာကိုကြားရပါတယ်။သဒ္ဒနာပြုဖို့အတွက်နတ်တကြားတွေကပါသဘောညီများကုညီမဆကြပါဘုံမှာ။ပြီးတဲ့အခါမှာတော့ကျွန်တော်တို့တွေကလုပ်ငန်းစတင်ဆောင်ရွက်ကြပါတယ်။ ဆရာအောင်နဲ့မှာကြားလိုက်တဲ့အတိုင်းရေကန်ကနေကျိုးစားတစ်ချောင်းတစ်တော့မှတ်တိုင်ကနေကျိုးစားတစ်ချောင်းအတောင်40ဆွဲပြီးတော့ကျိုးနှက်ဆဆုံတဲ့နေရာကိုငုတ်တစ်ခုရိုက်ပြီးစတူးကြပါရယ်ငါးဘီလောက်ရောက်မှာတော့တယောက်တူးနေတဲ့တန်တရွင်းနဲ့တန်တခုခုကိုထိခိုက်မိတဲ့အတန်ကိုကြားလိုက်ရပါရယ်အရင်နေရာကိုဝိုင်းပြီးတော့တူးလိုက်ကြတဲ့အခါမှာတော့တန်တစ်တာတစ်လုံးပေါ်လာခဲ့ပါရယ်တန်တစ်တာကစစ်တပ်သုံးကြည်စံထဲတဲ့တစ်တာမျိုးပါဖွင့်လိုက်တဲ့အခါမှာတော့ရေလုံးမိုးလုံးပလတ်စတစ်မိုးကစားနဲ့တိတိကျကျထုတ်ပိုးထားတဲ့အထုပ်တထုပ် ပလတ်စတစ်ကိုခွာလိုက်တဲ့အခါမှာတော့ဘေးကရက်ကြည့်နေကြတယ်ကျွန်တော်တို့အားလုံးက hike နဲ့ hike နဲ့ဖြစ်သွားခဲ့ကြရပါတယ်အတွင်းမှာတွေ့ရတာတွေကိုမယုံနိုင်လောက်အောင်ပါအည်သွေးကောင်းမှမြေုံနဲ့တိတာလောက်တဲ့ကြောက်စိမ့်သုံးတော့ပလတ်စတစ်အကြည်စားနဲ့ထုတ်ပြီးတော့ရွှေနဲ့လှုပ်ထားတဲ့ရေဒနာပစ္စည်းတွေဝင်းဝင်းတောက်ပနေတဲ့ရွှေရင်းကားပြားတွေဥက္ကမဝင်းကဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိတန်ငံတရဏံဂစ္ဆာမိဆိုပြီးတော့တရဏဂုံသုံးမကိုရွတ်စုပူဇော်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဇေရီတော်ကိုတီးခဲ့တဲ့အကျဉ်းထောင်ထဲမှာတော့ကအခန်းမပုပ်ကိုကြီးကို ဒီတစ်ခါမှာတော့နာမည်ထည့်ခေါ်ပြီးတော့နှုတ်ကနေတတွတ်တွတ်ယွတ်နေလိုက်ပါတယ်သူဘကြီးကမှားထားခဲ့တဲ့စကားအတိုင်းပါပဲရဲဘော်ကြီးနေမျိုးအောင်ကြီးကိုမျိုးလူအထမြောက်ပါပြီဗျာကိုမျိုးမာတဲ့အတိုင်းမပြတ်မကွက်ဆောင်ရွက်ပေးပါမယ်ကိုမျိုးထားခဲ့တဲ့ပစ္စည်းတွေလည်းရရှိပါပြီနောက်ထပ်တစ်ကြိမ်ဒီတောင်ပေါ်လာပြီးတော့ဇေဒီလေးကိုမုန်းမှန်ပြုတ်ပြင်ပါမယ်ဇေဒီလည်းထိတင်ပါမယ်ယခုကျုပ်တို့ပြုတ်လုခဲ့သမျှကုသိုလ်အဖို့ပါကကိုလည်းအမြပေးဝေပါတယ်အမြအမြအမြ ျွန်တော်တို့တွေတောင်အောက်ကိုပြန်ဆင်းလာကြတဲ့အခါမှာတော့ဥကင်းတော်ယတနာတိုက်ကိုကျွန်တော်တို့ကအအောင်မြင်မြင်နဲ့တူးဖို့ရရှိခဲ့ပါတယ်။နောက်တစ်လကျော်လောက်ကြာမှာတော့ကျွန်တော်ဆရာဇေဒီလေးပြုပြင်မွမ်းမံဖို့ရွှေထီးအစ်စ်တင်ဖို့အတွက်ကျွန်တော်နဲ့အတူတပည့်တွေနဲ့ခီးထွက်ခဲ့ကြပြန်ပါတယ်။အစစရရအားလုံးပြည့်ပြည့်စုံအောင်မြင်ပါပြီ။အဲဒါကြောင့်ပဲခုတော့အေးအေးဆေးဆေးနေနိုင်လို့အဘစီကိုလာခဲ့ရတာပါ။ကျွန်တော်ကကျွန်တော်ဆရာဥခင်မောင်ရဲ့လုပ်ငန်းတစ်ခုမှာဝင်ပြီးတာဝန်ယူပေးရပါအောင်မယ်။တင်းမောတော့ပြန်မတက်တော့ဘူးပါ။ ိုနေ့ကတော့လဝေကကျွန်တော်ဇနီးချက်တဲ့ဟင်းလျာတွေကိုအလုံးဝိုင်းဖွဲ့ပြီးတော့အတူတူစားတော့ကမန္တလေးကိုပြန်သွားခဲ့ပါတယ်။နောက်တလားနှစ်လားလောက်ကြာမှာတော့သူ့ရဲ့ဆရာဦးခင်မောင်ရဲ့လုပ်ငန်းကိစ္စတစ်ခုအတွက်စင်ကာပူကိုသွားရောက်ရန်ရှိနေတာကြောင့်ပြန်လာပါဦးမယ်လို့ပြောလျက်နှုတ်ဆက်ပြန်သွားခဲ့ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။